အခုချိန်ထိတော်တော်များများက AI ကိုပုံလေးထုတ်ဖို့အတွက်စာလေးတွေရေးဖို့အတွက်အသုံးပြုနေကြတယ်။တကယ်တကယ်ကတော့ AI ကိုဖန်တီးထားတဲ့ဆိုတော့ကဒီထက်မကပိုတဲ့အလုပ်တွေကိုလုပ်ပေးဖို့အတွက်တည်ထွင်ထားတာ ကျွန်တော်တို့ရဲ့ ကျမ်းမာရေးပညာရေးစီးပွားရေးအတွက် AI ကိုအတုံးချတက်ရင်အတုံးချတက်လို့ကျွန်တော်တို့အတွက်အများကြီးအကျိုးရှိစေနိုင်တယ်ငွေကုန်တက်တာစေနိုင်တယ်အချိန်ကုန်တက်တာစေနိုင်တယ်အလုပ်တွေအများကြီးလုပ်နိုင်တယ်အဲ့တော့ဒီဗီဒီယိုထဲမှာလူတော်တော်များများတိကျမှတိကျတဲ့ Gemini AI ရဲ့ feature ၅ခုကိုကျွန်တော်တိကျပြောပြပေးမယ်အဲ့ဒါတွေကဘာတွေလဲဆိုတော့နံပါတ်၁ကတော့ temporary chat ဒါကဘာလဲဆိုတော့ကျွန်တော် AI နဲ့စကားပြောတဲ့ခါကျရင်များသောအားဖြင့်ကျွန်တော်တို့ free account တွေဖွင့်ပြီးတော့ပြောတာဖြစ်တဲ့တကြောင်မလို့ကျွန်တော်တို့ပြောနေတဲ့စကားလုံးတွေကျွန်တော်တို့တင်လိုက်တဲ့ဓာတ်ပုံတွေကို AI က သူ့ရဲ့ database တွေကိုယူသွားတယ်ကျွန်တော်တို့စကားတွေကို AI train ဖို့အတွက်ပြန်ပြီးတော့အသုံးပြုတယ် view တာမန်အခြေအနေအတွက်ဆိုရင်တော့ဒါကကိစ္စမရှိဘူး AI train ဖို့အတွက်ကျွန်တော်တို့ကပါကူညီပေးနေလို့ဖြစ်တယ်ဆိုပေမဲ့ကယ်၍ကျွန်တော်တို့က sensitive ဖြစ်တဲ့အရန်ကို private ဆန်နဲ့ personal ဆန်နဲ့စကားတွေနဲ့ AI နဲ့တိုင်ပင်ဆွေးနွေးတယ်ဆိုရင်တော့ဒါကပြဿနာဖြစ်လာပြီကျွန်တော်တို့အကြောင်းတွေကို AI ကတိွားမယ် AI ရဲ့ train ရဲ့အထင်မှာကျွန်တော်တို့အကြောင်းတွေပါွားမယ်ဒါလိုမျိုးမဖြစ်ချင်ဘူးဆိုရင်ကျွန်တော်တို့က ဒီအပေါ်နားလေးမှာရှိတဲ့ temporary ချက်လေးကိုနှိပ်ပြီးတော့စကားပြောလိုက်လို့ရတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ပြောနေတဲ့အချက်လက်တွေကို AI က AI train ဖို့အတွက်သူအတုံးမပြူတော့ဘူး Google ကဒါကို feature လေးပြောပြထားပါတယ်အလွန်ဆုံး၃ရက်အထိပဲဒီ chat history ထဲမှာပုံမဲ့ဒီ temporary ချက်နဲ့ပြောထားတဲ့ဟာတွေကနောက်ပိုင်းကျရင် delete လုပ်ပြီးမယ် AI ထဲမှာ train ထားမှာမဟုတ်ဘူးလို့ပြောတယ်ဒါကတော့ number 1အချက် temporary ချက်ကိုကျွန်တော်တို့အတုံးပြူလို့ရတယ် နံပါတ်2အချက်ကတော့ gems ကိုအသုံးပြုလိုက်ရတယ်ဒါက Google Gemini မှာပဲရတဲ့လုံးဝ special feature တစ်ခုကျွန်တော် ChatGPT မှာတွားတုံးမဲ့ဆိုရင်ပတ်စံပေးပြီးတော့တုံးရတယ် Google Gemini မှာပေးထားတဲ့ gem ကကျွန်တော်တို့အခမဲ့တုံးလို့ရတယ်ဘာများအထူးခြားလို့လဲဆိုတော့ gem တစ်ခုလှုပ်လိုက်တယ်ကျွန်တော်တို့ကဒီ jam ကိုကျွန်တော်တို့ရဲ့ business assistant အနေနဲ့လုပ်မယ်ဒါမှမဟုတ်လေ tutor အနေနဲ့လုပ်မယ်ကျွန်တော်တို့ရဲ့ဆရာတယောက်အနေနဲ့ AI ကို ဒါစတင်ခိုင်းမယ်ဒါမျိုးဆိုရင်ကျွန်တော်ကနာမည်ပေးမယ် AI ကဘာအလုပ်လုပ်ပါလဲဆိုတာကိုပြောရမယ်ဒါကတော့ prompt engineering နဲ့ဆိုင်သွားပြီဒါကိုလည်းကျွန်တော်ဗီဒီယိုတွေတင်ထားပြတာရှိပါတယ်ပြီးရင်အောက်မှာ knowledge မှာဆိုရင်လည်းကျွန်တော်တို့ရဲ့တက်ဆိုင်တဲ့ file တွေ PDF စာအုပ်တွေဒါတွေကို upload လုပ်ပြီးတော့ AI ကို train ထားပေးလို့ရတယ်အဲ့တော့တနည်းအားဖြင့်ဒီ Gemini မှာ အခမဲ့ရတဲ့ Gem ကကျွန်တော်တို့လိုချင်တဲ့ AI version ပေါ့နော် customize လုပ်ထားတဲ့ AI version ကိုကျွန်တော်တို့ download ရတယ်အဲ့တော့ ဘာများกว่าတော့မှလို့လဲဆိုရင်ဒီအရာကိုဆရာတော်တယောက်အနေနဲ့ကျမကြီးမိကုနေမေးချင်တယ်ရိုးရိုးတာမန်ဂျမ်မနိုင်းမှာတွားပြီးတော့မေးလိုက်မယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့အဖြေရမယ်မလိုချင်တဲ့အဖြေရမယ်ဒါပေမဲ့ကျွန်တော်တို့ကဒီလိုမျိုး AI ကိုဥတီချက်တစ်ခုပေးလိုက်တယ်ဒါဆိုရင် AI ကမေးတဲ့မေးခွန်းတွေကိုပို့ပြီးတော့တတိကျဖြေလာနိုင်တယ်ကျွန်တော်ရဲ့လိုအပ်ချက်တွေပေါ်မှာမူတည်ပြီးတော့ AI ကို train ထားလို့ရတယ် ခုမှ CYE မှဆိုရင်လည်းပဲကျွန်တော်တို့ AI ကိုကျွန်တော်တို့ marketing assistant အနေနဲ့လည်း train ထားလို့ရတယ်ဒါမှမဟုတ်လည်း sales assistant အနေနဲ့ train ထားလို့ရတယ်ဒီလိုမျိုး nebe entity မှာ jams ကို train ပြီးတော့ကျွန်တော်တို့ AI ကိုကောက်ကောင်းလေးအသုံးချလို့ရတယ်ဒါကလည်းကျွန်တော် video ထပ်လုပ်ပေးဖို့ရှိပါတယ် Gemini ရဲ့ jams ကိုဒါတတိယချာအသုံးပြုတတ်မယ်ဆိုရင်ကျွန်တော်တို့လက်ရှိလုပ်နေတဲ့ CYE တွေပညာရေးတွေဒီ jams ရေးတွေမှာ nebe ဆိုမှကျွန်တော်တို့အများကြီးအကျိုးရှိနိုင်မယ်ဒါက number 1 Gemini ရဲ့ထူးထူးခြားခြား အခမရတဲ့ jams နံပါတ်3ရှိတယ်အဲ့ဒါက setting ထဲမှာရှိမယ်အဲ့ဒါကတော့ activity ကျွန်တော်တို့အတွက် AI ကို feature အနေနဲ့ဆိုတာထက်ကျွန်တော်တို့ရဲ့ပြောနေတဲ့စကားတွေကို AI ကိုပေးမထွင်းချင်ဘူးကျွန်တော်ပြောနေတဲ့စကားတွေထဲမှာ personal အရန်ဆန်တဲ့တောင်းလျှောက်ကိုကျွန်တော်ပြောဖြစ်နေတဲ့ AI နဲ့ဆွေးနွေးတိုင်ပင်ဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ကဒီနေရာနားလေးမှာ off လေးလောက်ထားဖို့လိုတယ်ဒီ activity ကို on နဲ့ off ကဘာများกว่าလို့လဲဆိုရင် on ထားလိုက်မယ်ဆိုရင်ကျွန်တော်တို့ပြောနေတဲ့စကားတွေကိုဒီ Google Gemini ကမှတ်ထားမယ်လွန်ခဲ့တဲ့တစ်လလွန်ခဲ့တဲ့နှစ်လတုန်းကပြောထားတာတွေကိုလည်းကျွန်တော်ပြန်ရှာလို့ရမယ်ဒါပေမဲ့တစ်ဖက်မှာလည်း Google ဘက်ကနေပြီးတော့ကျွန်တော်တို့ပြောတဲ့စကားတွေကိုသူ့ရဲ့ AI train ဖို့အတွက်အတုံးပြူတယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ပြောတဲ့စကားတွေကို AI အတွက်လည်းအေးနာမခံချင်ဘူးဆိုရင်ဒါကို turn off လုပ်ထားလိုက်လို့ရတယ် Gemini apps activity တွေ down off လုပ်ထားလိုက်တဲ့ဆိုရင်အလွန်ဆုံး၃ရက်အထိကျွန်တော်တို့ပြောထားတဲ့စကားတွေကို save လုပ်ထားတယ်ပြီးတဲ့အခါကျရင်ပြန်ပြီးတော့ delete လုပ်ထားတယ်အဲ့တော့ဒါကကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းဘူးအကယ်၍ on ထားလိုက်မယ်ဆိုရင်ဒီ AI ကကြာလာတဲ့အခါကျရင်ကျွန်တော်တို့ net ပို့ပြီးတော့တက်ဆိုင်တဲ့အဖြေတွေကိုပဲပေးနိုင်တယ်အကယ်၍ off လုပ်ထားလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ data တွေကိုတုထဲမှာမ train တော့ဘူးဒါပေမဲ့ကျွန်တော်တို့အကြောင်းကိုလည်းနှစ်နှစ်ဆက်ဆက် data မတီးတော့ဘူး ဒါကတော့သူ့ရဲ့အားနည်းချက်အားတာချက်တွေကိုပြောပြတာအဲ့တော့ဒီအောက်နားမှာကကျတော့ကျွန်တော်တို့အရင်တုန်းကပြောထားတဲ့ချက်တွေကိုတွားပြီးတော့ delete လုပ်လိုက်လို့ရတယ်ဟုတ်ပြီနော်ဒါကနံပါတ်3ချက် activity activity မှာ on ထားမယ်ဆိုရင်ကျွန်တော်တို့ပြောတဲ့စကားကို AI က training လုပ်ပေးမယ် AI train တဲ့အချိန်မှာပါပါမယ် off ထားမယ်ဆိုရင်ကျွန်တော်တို့ပြောတဲ့စကားတွေကို၃ရက်လောက်တော့ထားပေးမယ်ပြီးရင် delete လုပ်မယ်အားတာချက်အားနည်းချက်အတူတူရှိတယ်ဒါကနံပါတ်3 နောက်နံပါတ်၄ကဘာလဲဆိုတော့ D research အဲ့ဒါကဒီအောက်နာမနံပါတ်2လေးရှိတယ်အဲ့မှာ D research ဆိုတာလေးကိုနှိပ်လိုက်နှိပ်လိုက်ပြီးရင်ကျွန်တော်တို့ကအကြောင်းအရာတစ်ခုခုကိုတတိချာချာလေးနှစ်နိုင်ချွတ်ချွတ်ရှာခြင်းနဲ့ဆိုရင်ဒီကောင်လေးကိုတုံလို့ရတယ်။ဟိုပါဆိုကျွန်တော်တို့ကနှလုံးတွေးကြောခြင်းယောဂါနဲ့ပတ်သက်ပြီးတော့ 2024-2025မှာရှာဖွေတွေ့ရှိချက်တွေကိုနောက်ဆုံးသိချင်တယ်ဆိုပြီးတော့ကျွန်တော်မြန်မာလိုရိုက်ထည့်ပြီးရှာလိုက်တယ်။ပြီးရင် D research ကိုဖွင့်ထားတယ်။ဖွင့်ထားပြီးတော့ကျွန်တော်ပြောလို့လိုမျိုးရိုက်ထည့်ပြီးရှာလိုက်တဲ့အခါကျရင်ဂျမနိုင်းကရိုရိုတာမန်ဖြီတာထက်ပို့ပြီးတော့ပြီးပြည့်စုံအောင်တခြားရှာပြီးတဲ့9မိနစ်10မိနစ်လောက်ကြာတဲ့အခါကျတော့ကျွန်တော်တို့နဲ့ဆိုင်နဲ့ကျွန်တော်တို့ရှာခိုင်းတဲ့ဟာကိုဒီ PDF file တစ်ဖိုင်စာလောက်စာမျက်နှာအများကြီးနဲ့သူက report ထုတ်ပေးတယ် အားတာချက်ကကျွန်တော်ကပညာရဲ့တစ်ခုခုကိုလေ့လာခြင်းနဲ့ဆိုရင်ဒီ research ကနေပြီးတော့တွားပြီးတော့ဖွင့်ပြီးတော့လေ့လာလို့ရတယ်။ဒါကလူတွေတခြားမသိကြသေးတဲ့၄ခုမြောက်ဒီ research နောက်တစ်ခုရှိတယ်အဲ့ဒါက guided learning guided learning ကကျွန်တော်ဗာများกว่าလို့လဲဆိုတော့ရွရွတာမှန် AI မှာကျွန်တော်တို့ကတွားမေးလိုက်တဲ့အခါကျရင် AI ကကျွန်တော်တို့မေးလိုက်တဲ့မေးခွန်းပေါ်မှာမူတည်ပြီးပဲသူကအဖြေပေးမယ်။အဲ့တော့ guided learning ကိုဖွင့်ထားလိုက်တဲ့အခါကျရင် AI ကိုမေးခွန်းတစ်ခုမေးလိုက်တဲ့အခါကျရင်အပြင်မှာဆရာတယောက်ကိုတွားမေးတယ်လို့ပဲပေါ့နော်။ အရင်ဆုံးကျွန်တော်တို့အကြောင်းကိုသူကတိအောင်လုပ်တယ်အကဲကျွန်တော်ကအချိန်ရတယ်ဆိုရင်ကျွန်တော်တို့ကဘာလန်ရက်တစ်ခုကိုနှစ်နှစ်ဆက်ဆက်လဲလေ့လာခြင်းတယ်ဆိုရင် guided learning လေးကိုဖွင့်လိုက်ဖွင့်လိုက်ပြီးတော့ကျွန်တော်အဲ့ဘာလန်ရက်နဲ့စပြီးတော့ကိုယ့်စီမှာရှိတဲ့ knowledge တွေကို AI ကိုပြောပြ AI ကလည်းလိုအပ်တာတွေကိုမေးမယ်မေးပြီးတဲ့အခါကျရင် AI ကတဖြည်းဖြည်းနဲ့ကျွန်တော်တို့နဲ့ဆိုင်တဲ့ knowledge တွေကျွန်တော်တို့လက်ရှိအချိန်မှာတိထားတဲ့ knowledge level တွေကို step by step သူကတွဲခေါ်သွားပေးမှာ အဲ့ယူယိုတာမန်အမတိုင်းမှာတွားမိပြီးဖြစ်ရတယ်မတူဘဲနဲ့အပြင်မှာဆရာတယောက်လိုတွားမိတယ်လို့ပဲကျွန်တော်တို့ရဲ့ level မှာတူပြီးတော့သူကဖြေပြီးမှအဲ့ဒါပြီးတော့ကျွန်တော်တို့ဆွဲခေါ်သွားပြီးမှအဲ့တော့ပညာရပ်ပိုင်းတွေလေ့လာတဲ့အခါကျရင် guided learning ကတော်တော်လေးအကျိုးရှိမယ်အဲ့တော့တကူးကူးလေ့လာရဲဆိုရင်တော့ deep research နဲ့ guided learning လေးကိုအတုံးချနိုင်တယ်အဲ့တော့ကျွန်တော်ဒီမှာပြောခဲ့တာအချက်၅ချက်ရှိတယ်နံပါတ်၁ကတော့ temporary chat နံပါတ်၂ကတော့ jams နံပါတ်၃ကကြတော့ activity ကို on ထားမလား off ထားမလား နံပါတ်၄ခါကြတော့ကျွန်တော် D research ရှိမယ်နံပါတ်၅ခါကြတော့ guided land နဲ့အဲ့တော့မိတ်ဆွေကဒီအချက်၅ချက်တွေကလက်ရှိအချိန်မှာဘယ်အချက်တွေကိုများအတုံပြုဖြစ်နေလဲ comment မှာရေးပေးခဲ့ပါဦးကျွန်တော်အနေနဲ့ဒီ Gemini နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဆက်ပြီးတော့ tutorial ရဲ့ video လေးလေးလုပ်ပေးဖို့ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like subscribe လုပ်ထားပြီးပါကျွန်တော်အရင်တုန်းကလည်း chat GPT နဲ့ပတ်သက်ပြီးတော့ဒေးစိတ်ဒေချာလေးလုပ်ထားပြီးတာရှိပါတယ်အဲ့ဒါတွေမကြည့်ရသေးဘူးဆိုရင်တွားကြည့်ပေးနိုင်ပါတယ် video ဒီဒီကြည့်ပြီးတော့တော်ကြောင့်မလို့ကျေးဇူးတင်ပါတယ် အစအစရေရအဆင်ပြေပြေခင်ပါစေမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ